မြန်မာလူလူ၏ခေါင်းဆောင်ဖြစ်သောဒေါက်တာဆုချီအသက်80ပြည့်မွေးနေ့အားဂုဏ်ပြုသောအဖြစ်ပြုဆိုမဲ့ကြပြနှစ်ပုတ်ပါယာယီတင်မိုးရဲ့လက်ချံတပွင့်တခင့်ချံတွင်အပွင့်ချံသောဘင်္ဂလီအခုအားရစူးချချံရစ်ခဲ့သလားအခုရဲ့ရစူးထက်ချံရစ်ခဲ့သလားအခုလိုရဲ့စူးညိုချတွင် သူကံပင်ဟုတမင်ဆုံးခဲ့လေသလားဤသူပင်ဖြစ်စေ တခင်မြင်နိုင်ညနေရင်နဲ့လွမ်းအောင်ဖွင့်သည် တပွင့်ကြံသည်ပင်္ဂလိကြောင့်တီးတီးငှက်ဆွေအလွမ်းပြေသည်မေဦးဆန်းစမှတကားဆရာမောင်ဇဝင်းပရိကုံတခါလွမ်းလို့တပွင့်ပွင့်မယ်ဆိုရင်ဒီလောကလုံးပန်းနေနဲ့ဖုံးသွားလိမ့်မယ်ငါလွမ်းတာလောကကြီးလောက်ငါချစ်တဲ့ကဘာကြီးလောက်ငါမြင်လို့တာစัจ java လာရင်လောက်ဘာကြောင့်လွမ်းတာလဲဘာကြောင့်ချစ်တာလဲဘာကြောင့်မြင်လို့တာလဲဒါကြောင့်ငါပြောပြမယ် အမေတယောက်အနေနဲ့အဖေကိုလည်းပြည့်စက်ပြီးပြီတဲ့ဇနီးတယောက်အနေနဲ့ခင်မွန်းကိုလည်းဆွတ်လုပ်ပြီးပြီတဲ့အမေတယောက်အနေနဲ့တားနှယောက်ကိုလည်းခွဲခွာပြီးပြီတဲ့မိမသားတယောက်အနေနဲ့လွတ်လပ်မှုတွေကိုလည်းဆွတ်လုပ်ပြီးပြီတဲ့ဂိုင်းနောက်ထပ်ပါလညာပြည့်စက်ဆွတ်လုပ်ခွဲခွာနေရအောင်ပါလေထို့ကြောင့်အမေဟုခေါ်သည်အမေတယောက်လိုလည်းချစ်တယ်ခေါင်းဆောင်တယောက်လိုလည်းတမိုးထားတယ်တခင်တယောက်လိုလည်းညှိုးတယ် ထကြောင်ဗန်းလေးချစ်တယ်မြေလို့တယ်တံပိုးထားတယ်မင်းမင်းနေကောင်းနေပါရဲ့လားမင်းမင်း